မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစာပေနောက်ဆုံးရတဲ့အများကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတဲ့အနေနဲ့ ILO အစည်းအဝေးရင်းစစ်ကောင်စီကို Article 33နဲ့အရေးယူမည့်ပုံစံဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့ကမကြာမီမဲခွဲဆုံးဖြတ်အတည်ပြုသွားမည်ဆိုတဲ့အမည်ဖြစ်ပါရရှင်။ အပြည်ပြည်ဆိုင်ရာအလို့သမားရေးရာဖွဲ့ ILO E 353ကျင်းမြောက်အုပ်ချုပ်ရေးအဖွဲ့အစည်းတွင်အကြံဖက်ဆက်ကောင်စီကို Article 33နှင့်အရေးယူမည်ပုံစံဆုံးဖြတ်ချက်ချလာကြပြီဖြစ်ပြီးစောနစက်ဟာရဲ့နေရင်ဂျင်းပါမီငင်လာကန်နဲ့မဲခွေဆုံးဖြတ်အတီးပြူသွားမိဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကအဖွဲ့ချုပ် CTUM လက်ထောက်အထွေထွေအတွင်ရေးမှုတော်ဖြိုးဆန္ဒဆိုပါရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောကြားသည် အပြည့်ပြည့်ဆိုင်ရာလုံသမားရေရွက်ွယ် ILO 353ကျင်းမြောက်အုပ်ချုပ်ရေးဖွဲ့စည်းကိုမတ်လ10ရက်နေ့မှ20ရက်နေ့ထိဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင်ပြုလုပ်ခဲ့ပြီးမြန်မာနိုင်ငံနှင့်ဆက်စပ်သည့်ဆွေးနွေးမှုတွင်ဂျန်ဘတ်ဆက်ကောင်စီကို Article 33ရာမြို့တို့မြို့ပေါ်ရေးရွမြို့ဟုသည့်ဆုံးဖြတ်ချက်ကိုချမှတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည် Article 33နဲ့အရေးယူမဲ့အထဲမှာအရေးယူမဲ့ပုံစံတွေကဘာတွေလဲဆိုတော့အခု match လ19ရက်နေ့မှာမြန်မာအရေးကိစ္စမှာဆွေးနွေးတာဖြစ်တဲ့ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အမှုဆောင်အစည်းအဝေးကတော့ဘယ်လိုပုံစံမျိုးနဲ့အရေးယူမလဲဆိုတဲ့ဟာကတော့ဆုံးဖြတ်ချက်ကြပြီးအဲ့ဒီဟာကို2025ခုနှစ်ဇွန်လ25ရက်နေ့မှာကျင်းပပြုလုပ်မယ်အပြည်ပြည်ဆိုင်ရာအလို့သမားရှေးရာညီလာခံကနေပြီးတော့မဲခွဲဆုံးဖြတ်အတည်ပြုမှာဖြစ်ပါတယ်ဟုမြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကအဖွဲ့ချုပ် CTUM လက်ထောက်အထွေထွေအတွင်းရင်မူတော်ပြိုးဆန္ဒဆို ဖြစ်တဲ့တဲ့ရင်ဌာနသို့ပြောကြားသည် ILO Article 33ရာအရေးယူဆောင်ရွက်ခြင်းနဲ့အချမ်းဘတ်စတဲ့နေမပတ်သက်ရန်ဗိတ်ဆိုအရေးယူခြင်းဖြစ်ကြောင်းထို့သို့ဗိတ်ဆိုအရေးယူရရင်လေရင်များမှတစဉ်တိုက်ခိုက်ခံရခြင်းကိုဗိတ်ဆိုတားဆီးနိုင်ပြီးဂျော့ဖျူရဲ့လေရင်စီးဖြတ်တောက်ခြင်းဇလနာကိစ္စများအပါအဝင်ငွေကြေးစီးဆင်းမှုအထမလုံအောင်ခိုင်းစေမှုအပါအဝင်လွတ်လပ်သောတင်မင်းအဖွဲ့အစည်းမှစိုးပေါမှုကိုဖြစ်စေသည့်လုပ်ရမများစီးပွားရေးလုပ်ငန်းများကိုဗိတ်ဆိုအရေးယူရန်တို့ပါဝင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကအဖွဲ့ချုပ် CTUN ၏လက်ထောက်အထွေထွေတွင်မှချော့ ြိုးဆန္ဒဆိုထံမှသိရှိရသည် အဓိကကတော့ပိတ်ဆို့အရေးယူမှုဖြစ်ပါတယ်။ဘယ်ပေါ်မှာအရေးယူတာလဲဆိုလို့ရှိရင်လွတ်လပ်စွာထုတ်ဖော်ပြောဆို권လွတ်လပ်စွာစုယုံစည်းဝေး권နိုင်ငံသားတယောက်ရဲ့ဒီမိုကရေစီရဲ့ခွင့်ရပုံအဲ့ဒါတွေအပအဝင်လွတ်လပ်စွာအသင်မင်းဖွဲ့စည်း권ကိုထိခိုက်စေတဲ့လို့ရတဲ့အကြမ်းဖက်မှုမျိုးကမဆိုအဲ့ဒါတွေပါပါတယ်။ပြီးတဲ့ခါကျရင်အဲ့ဒါမှလှုပ်အားခိုင်းစေမှုဒီလိုကလေးစစ်သားခိုင်းစေမှုကလေးစစ်သားစူးစားခြင်းစစ်သားစူးစားခြင်းလူတွေကိုလူသားတိုင်းဖြစ်သုံးခြင်းပေါ်တာထန်ခိုင်းခြင်းဒါတွေပါ။ အဲ့အရာအပေါင်းဝင်အတ္တမလောကခိုင်းစေမှုကိုဖြစ်စေသောအရေးလုံးရက်တွေအပေါ်မှာအရေးယူရာဖြစ်ပါတယ်အဲ့ဒီလုပ်ငန်းတွေနဲ့ထိစပ်နေစီးပွားရေးလုပ်ငန်းတွေအဲ့ဒီကိစ္စရည်တွေချိုးဖောက်မှုတွေဖြစ်စေသောစီးပွားရေးလုပ်ငန်းတွေဝေးကြီးစီးဆင်းမှုတွေအရာတွေကိုဖြတ်တောက်ဖို့အတွက်ဖြစ်တယ်။သူတို့အဲ့ဒီနေရာမှာဘာပါတလဲဆိုလို့ရှိရင်လေရင်ကနေပြီးတော့အတိုက်ခိုက်ခံနေရတာရှိတယ်။အဲ့ဒီလေရင်ကနေအတိုက်ခိုက်ခံနေရတာကိုပိတ်ဆို့တားဆီးနိုင်မှုအတွက် jet fuel လေရင်စီးဖြတ်တောက်တဲ့ကိစ္စတွေ။ ဆလနဲ့ကိစ္စရီအရာရီအပါဝင်ငွေကြေးစည်းစိမ်မှုအထမောက်လောအားခိုင်းစေမှုကိုဖြစ်စေသောလွတ်လပ်စွာတည်မင်းဖွဲ့စည်းမှုချိုးဖောက်မှုကိုဖြစ်စေသောလိုရတွေကိုစီးပွားရေးလုပ်ငန်းအနေဖြင့်ဖိတ်ဆို့အရေးယူဖို့ဖြစ်ပါ रे ကိုမြန်မာနိုင်ငံလုံးဆိုင်ရာလုံသမားများတမကအဖွဲ့ချုပ် CDUME လက်ထောက်အထွေထွေတွေ့ရမှုတော်ပြိုးဆန္ဒဆိုကပြောဆိုသည် ချို့သူအာဂျီကေတတိဒရင်းရဲ့အေယူခေယံမြေကိစ္စနဲ့ပတ်သက်၍အကြံပတ်စတဲ့ဘက်ကလည်းအေယူမခံရရေးကြိုးပမ်းနေပြီးအစီရင်ခံစာများလိမ့်လေတွေ့ကြဲများအပဝင်စေယုံများတို့ကွင်းစင်ရဲ့အာဂျီကေတတိဒရင်းရဲ့အေယူခံရပါက ကီတူနဲ့အလုသမားတို့ထိခိုက်ညီဝေးလေးငယ်ပြောဆိုခြင်းများလောဆောင်ကြောင်းအယောင်ပြအလုသမားတမကအဖွဲ့များဖွဲ့စည်းတဲ့အပြင်အယောင်ပြအစိုးရအလုရှင်အလုသမားသုံးဝင်းဆိုင်ရန်ညာဝေးလှုပ်ဆောင်နေမှုများလည်းရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလုသမားတမကအဖွဲ့ချုပ် CDUM10 မှသိရှိရသည် စကောင်စီကတော့သူအာဏာရဖို့နိုင်ငံကိုထိန်းချုပ်ဖို့အတွက်ကတော့သူငွေလိုတယ်လေကျမတို့ကအဲ့ဒီငွေလိုတဲ့ဟာကိုဖျက်တောက်တဲ့ကိစ္စကတော့သူတို့အထင်နာမှာပါအထင်နာမှာဖြစ်လို့လေသူတို့ကနေပြီးတော့ GIR ကိုအရေးယူမှုမခံရအောင်လို့စီရင်ခံစာရီလိညာပြီးတင်နေတာဖြစ်တယ်သူရဲ့ဝင်ကြီးကိုတိုင်းစေယုံနေမှာမြေပြင်မှာကွင်းဆင်းပြီးတော့ Article 33ကပြည်သူလူလူနဲ့အလို့သမားတို့ကိုချိန်ခိုင်းမှဆိုပြီးတော့သူတို့ရှောက်ပြောကြတယ်အဲ့ဒါတွေကိုသူတို့အပြင်းထန်မြေပြင်မှာလိုက်လုံနေတာဖြစ်ပါတယ်အဲ့ဒါကသူတို့ Article 33အရေးယူမှာကိုကြောက်လို့ ရင်လို့ဖြစ်ပါတယ်။အလုံးလုံးချင်းရင်လူတွေကငွေလိုတယ်လေ။အဲဒီငွေကိုဖြတ်ကြောင်းမှာဖြစ်တဲ့အတွက်ကြောင့်ဒီဟာကတော့ချိကြမှာပါဟုမြန်မာနိုင်ငံလုံးဆိုင်ရာလူသမားသမဂ္ဂအဖွဲ့ချုပ် CTUME လက်ထောက်အကြွေအတွင်းရင်မှုတော်ဖြိုးဆန္ဒဆိုတာပြောဆိုသည်။ဆလဘီရေစကြရင်းစကြောင်းချိုးနေသည့်စတကမူကွေးရွာနေစပီးတိန်ရှောင်းနေသူများကိုဖိခတ်တန်စီမှုဖြီသူ90ကျော်ပန်စီခံရဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းရေစကြိုမြို့နယ်ရင်းစစ်ကြောင်းတွင်းနေတဲ့ချမ်းဘက်စစ်တပ်ကမိုးခွေရွာနှင့်စပီးတိန်ရှောင်းနေသူများကိုပြစ်ခတ်ဖမ်းဆီးရာပြည်သူ50ကျော်ဖမ်းဆီးခံရကြောင်းရေစကြို Target Info Company မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွင်ဌာနထံသို့ပြောဆိုသည်ရှင်နေမက်လာ21ရက်နေ့နဲ့6:30မိနစ်ခန့်နဲ့ငတ်တရော်ရွာမှာချမ်ဘက်စစ်ကောင်စီတပ်သားများလီမိုးဖြူရွာနဲ့မိုးခွင်းရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတော့ကြောင်းပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသိရသည် ချိုးသူချက်ပြေးတင်းရှောင်းနေသည့်ပြည်သူများကိုဂျန်ဘတ်စစ်တပ်ကလိုက်လံပြက်ခတ်စဉ်မိုးကွေးဟာနောက်ဘက်ကျောင်းခုံမော်တွင်ထွပြေးတင်းရှောင်းနေသည့်တပ်ကြီးရွယ်အုပ်များနှင့်ကလေးငယ်များပါဝင်ပြည်သူရောက်90ကျော်ကိုပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်စူပါဖန်စီခံရသောပြည်သူများကိုအကြံဖက်ဆက်ကောင်းစီတပ်သားများကမူဝေးရွာတွင်ကိုဖန်စီခေါ်ဆောင်သွားပြီးစစ်တပ်ပြစ်ခတ်မှုကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုရှိမှရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်ပြည်သူတွေကိုရွာထဲမှာဖမ်းထားရင်မိရှိုးရာတော့အခုချိန်ထိမတွေ့ရသေးဘူး စစ်ကွေးတွေကထွက်ပြေးတဲ့သူတွေကိုလိုက်ပြေးရင်းနဲ့မိုးခွေရအနောက်ဘက်ကျွမ်းကုန်မော်ရီတက်ကြီးရဲ့အမများနဲ့ကလေးငယ်တွေအပါဝင်ပြည်သူ90ကျော်ကို Facebook ဖန်ဆီးမိတာလို့သိရတယ်။ဖန်ဆီးခံရတဲ့သူအကုန်လုံးကိုမိုးခွေရရခေါ်သွားတယ်လို့သိရတယ်ဟုရေစစ်ချိုတိုင်းရှင်းအင်ဖိုကပ်ပီမှတာဝန်ရှိသူတွေကပြောဆိုသည်။ 新疆北石头村庄里，尼桑车、羊毛毡可能是走越武汉城，阿在超市内越有店面，但是在室内越有店面，阿在超市内越做单边，阿等是在厂内越做岗位，阿在超市可能内越有汽车，阿在超市可能内越有阿明，阿在东山岸内越过单身，阿在里山越广连来，马拉岗村有马德可能是内越无人为，阿等阿是越无人为，大岗里有马阿在超市岸内越有车马，大岗乡马有马阿在里山内越有店面来，阿在公社镇。 2ရဲ့ဦးအောင်အသက်80ရွယ်ဒေါ်ဆန်းဝင်းနဲ့အမည်မသိပြည်သူသုံးကိုတပ်ဖြတ်ထားသောစစ်ကြောင်းဖြစ်ကြောင်းသိရှိရသည်ရှိကုဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်ပြည်လမ်းမရှိစစ်ကွင်းတာဆောင်ကေကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားရှိသူတိုက်ဆုံးပြီးတနက်တက်လက်သိမ်းဆည်းရရှိစွေသည်မည်ဖြစ်ပါရဲ့ရှင် ပဲခူးတိုင်းစစ်ကွင်းမြို့အုတ်တင်းကျေးရွာနဲ့ရန်ကုန်ပြည်လမ်းမရှိစစ်ကွင်းတဆုံကေကိုဝင်ရောက်တိုက်ခိုက်ရာစစ်ဖောင်စီတပ်သားရှစ်ဦးသေဆုံးပြီးတနက်တလတ်30ရာရှိခဲ့ကြောင်းဒါယာရီခန် PDF မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနတန်တို့ပြောဆိုသည်မတ်လ20ရက်နေ့တွင်မင်းလောင်မြို့နယ်စစ်ကွင်းမြို့အုတ်တင်းကျေးရွာနဲ့ရန်ကုန်ပြည်လမ်းမ၌အထိုင်ချတက်ဆွဲထားသောပြည်သူများကိုဟန်စင်းဝင်းညင်နေသည့်စစ်ကွင်းတဆုံစစ်စေးကေကိုတာယာရီခိုင်တရင်သုံးရွှေသုံးညနှင့်တက်ခွဲနှင့်မှရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ရှင်တိုက်ကိုင်းမှုသည်တနင်္ဂနွေ45မိနစ်ကြာမြင့်ခဲ့ပြီးအကြံဘက်စစ်ကောင်စီတပ်သား9ဦးတိဆုံက6ဦးတရားရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းအကြံဘက်စစ်ကောင်စီတပ်သားများထံမှကာပိုင်တနက်တလန်ကြီပေါတခု G20 တောင်းစစ်အုံဆောင်တချို့နှင့်ဆိုင်ငယ်တစည်းတို့ကိုတင်ဆက်ရရှိခဲ့ပြီးစခန်းကိုမိရှုရှင်လင်းခဲ့တို့လည်းမိအနေငယ်တောင်းလောင်ကျွမ်းခဲ့ကြောင်းသိရှိရသည် ။ထို့သောတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ရှနေမက်ချ်လာ၂၁ရက်နေ့နနက်စင်နာရီကနေစေကွင်းတဆောစစ်စီကိရှိဘန်ကာရင်ပြန်လည်လုံခြုံရေးရယူနေသောဂျမ်ဘက်စစ်ကောင်စီတပ်သားများကိုစွန်လန်းရဲဘော်များကအဝေးထိန်းမှရင်ချက်မှန်ပေါက်ခွဲတိုက်ခိုက်ခဲ့ရာတဝူပွဲချင်းမိသည်ဆိုပြီးလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ပြည်သူတွေကိုနှိမ့်ဆက်နေတဲ့စစ်ကွင်းတာဆုံစစ်ခွေးကြီးကိုရှောက်တကင်တိုက်ခိုက်တာစခခုနှစ်ကောင်တည်းဆောက်ကောင်တန်းရတဲ့စခရီအထိနာပြီးချီနေလာတော့ဆက်လက်နဲ့ပြပြီးစစ်ကွင်းဘက်ကိုဖိအိုဖျင်းနေဆုပ်ဖြေတယ်။အလောင်းတွေကိုတော့လမ်းမီကခြုံတွေထဲမှာထားခဲ့ပြီးမနေ့က PDF uniform ဝတ်ပြီးအထက်ကို PDF တွေတည်တာပါလို့လိမ့်တင်နေ။စခရီပြည်တော်ကပစိုးတထဲအုတ်တွင်အထက်မှာကြကြံနေတာတွေ့တယ်။ စကန်ကိုဒိမိမီရှုံနေတဲ့အချိန်စစ်ကားတွေတက်လာတဲ့တရင်ရလို့ပြန်ဆုံလာတာစကန်ကတချို့တဝက်ပဲမိလောင်သွားတယ်ဒီမနက်စင်နေလာမှာအရိကိတ်ကပန်ကမှာလုံချုံရေးရှူပြီးပြန်နေတဲ့စခါနဲ့ရခါတွေကိုအဝေးထိမ်းမိုင်းနဲ့တိုက်ခိုက်တာရခါတကောင်သေးတယ်စခါဘူတကောင်ပါဝင်၄ကောင်ဆင်ရရပြီး၃ကောင်ချိနေမကောင်းဘူးလွနာတင်ရင်၄စီးနဲ့အိတ်တန်ရရတာတွေကိုလာတင်ပြီး၃ကောင်ကရန်ကုန်တင်နေတကောင်ကမင်းလာပူတွေလို့သိရတယ် Fire Recan PDF မှာတောင်းရှိသူတို့ကပြောဆိုသည် ဆလရိတ်ပြည်သူများနှင့်တော်လင်းတပ်ဖွဲ့များကိုဒုက္ခပေးနေသောအစံဖက်စစ်တပ်နှင့်၎င်းတို့၏တောက်တိုင်များကိုအရှင်မြင့်တိုက်ခိုက်သွားနေဖြစ်သောကြောင့်ပြည်သူများအနေဖြင့်၎င်းတို့အနီးတော်လာနေတိုင်းခြင်းများလုံးဝမပြုလုပ်ကြရန်တာယာရီခိုင်တိုင်း383ညနှင့်တက်ခွေးနေကအတိပေးပြောဆိုထားသည် ဆလဘီညိုင်မျိုးနယ်ကံဒီကျေးရွာတွင်ကွင်းဆောင်နေသောပြူစောချီကိုစနိုက်ပါပြင်ပစ်ခတ်မှုမျိုးစင်ပေါ်မှာပြုတ်ချသည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းညိုင်မျိုးနယ်ကံဒီပြူစောချီရွာတွင်ကွင်းဆောင်နေသောပြူစောချီတို့ကိုစနိုက်ပါပြင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမျိုးစင်ပေါ်မှာပြုတ်ချသည်ဆိုသောကြောင့် MBL မြောက်ပိုင်းစုမြိုင်ပကပမှာတောင်းရင်ရှိသူတို့ကရှင်းကုန်ခဲ့တဲ့သတင်းတနာတန်လို့ပြောကြသည်။မတ်လ19ရက်နေ့နေ့နက်ပိုင်းညိုင်မျိုးနယ်ကံဒီပြူစောချီကျေးရွာ၌မျိုးစင်ပေါ်တွင်ကွင်းဆောင်နေသောပြူစောချီတို့ကိုဖြီသူကောင်ရီတပ်ဖွဲ့ဝင်များက စနိုက်ပါဖြင့်ခြောက်မြောင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာထိမှန်၍မျိုးစင်ပေါ်မှပြုတ်ကျကားတိဆောသွားကြောင်းရင်းနောက်စစ်တပ်ကအလုံးရင်ထက်လာရောက်သဖြင့်တော်လင်းတက်များနှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းရင်းနောက်တော်လင်းတက်များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရသည် စနိုက်ပါနဲ့ပဲပြစ်ပြီးပြန်ဆုံလာတာအပြန်လန်ဖြစ်ခတ်မှုကတော့သူတို့ဘက်ကတော့ပြစ်တွေကိုဘက်ကတော့နည်းနည်းပဲပြစ်ပြီးပြန်ဆုံလာတာမျိုးစင်ဘောကတကောင်ကိုပဲစနိုက်ပါနဲ့ပြစ်ချပြီးပြုတ်ချလာတာနဲ့သူတို့ဘက်ကလည်းအင်အားကတလာတာနဲ့ပြန်ဆုံလာတာကျွန်တော်တို့ဘက်ကရဲဘော်တွေအလုံးအန်ရဲ့ကင်မာတွေကို MBL မြောက်ပိုင်းစုံမြိုင်ပကဖာမတော်ရှိသူတူကရှင်ကုန်ခေတ်တဲ့တဲ့ရင်ဌာနထံသို့ပြောကြသည် အဆိုပါတိုက်ခိုက်မှုကို MPL မြောက်ပိုင်းစုံမြိုင်ပကဖာမကြီးရိတ်ကိုရဲပကဖာကိုကရုံတိုက်နယ်လေးပကဖာတတိရောပကဖာနဲ့ကိုလီယို EK Brigade တပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကီတူကော်ရီတပ်ဖွဲ့ဝင်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။